ရက်စစ်မီဒီယိုဒီထရင်သူအဖြစ်ကဘာမှာအတိမတ်ပြုထားသူကတော့ Thomas Edison ဖြစ်ပါတယ်။1889ခုနှစ်မှာသူကကဘွန်ပါဝင်တဲ့ဒီဝါမျိုးအသုံးပြုပြီးတော့အချိန်ကြာကြာလင်းထိန်နိုင်တဲ့စီးပွားဖြစ်ထောက်လို့ရောင်းချနိုင်ခဲ့တဲ့ဗီဒီယိုအောင်မြင်စွာဖန်တီးနိုင်ခဲ့တဲ့သူဖြစ်ပါတယ်။အဲ့ဒီထဲမှာအခြားဒီထရင်သူတွေလည်းရှိနေပါသေးတယ်။တကယ်တော့အဒီစင်မတိုင်းခင်မှာလည်းမီလီဆိုင်ယာမိုဘိုင်းခွင့်နဲ့ဒီထရမှုတွေရှိခဲ့ပုံပါတယ်။ဥပမာ ခုနှစ်ဝန်းကျင်မှာ Sir Humphrey Davy လို့ခေါ်တဲ့ SME ရဲ့ရှေ့ပြဖြစ်တဲ့ LM ကိုတည်ထွင်ခဲ့တဲ့သူဖြစ်ပါတယ်။ Joseph Swan ကတော့1860ခုနှစ်ဝန်းကျင်မှာသူကလည်းကာဗွန်ကြိုးမြင့်ပါရမီဒီယိုအဲဒီစင်နဲ့အချိန်မတိမရေးတည်ထွင်နိုင်ခဲ့ပြီးတော့အဲဒီနောက်ပိုင်းမှာအဲဒီစင်နဲ့ပူပေါင်းခဲ့တာဖြစ်ပါတယ်။အဲဒီစင်ကမီဒီယိုပထမဆုံးတည်ထွင်ခဲ့တဲ့သူမဟုတ်ပေမဲ့ဒီမီဒီယာရဲ့ဤပညာတွေကိုတိုးမြင့်ပေးနိုင်ခဲ့ရတယ်။ SME based system တစ်ခုလုံးတည်ထွင်ဖန်တီးခဲ့ ပေးခဲ့ရတယ်။ဘာယာစနစ်တွေခလုတ်စာရီတို့ကြောင့်ခစ်တဲ့ modern ဖြစ်တဲ့လျှက်စမီဒီခေပေါ့။စတင်ခဲ့သူဖြစ်တဲ့မိုင်းမှာအေးပါရသူဖြစ်ခဲ့ပါရဲ့။